အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးလင်းရုံနေရေးသားတဲ့ကိုတီးကိုနန်းလို့အမည်ရတဲ့ဝိထုကိုအပိုင်းနှစ်အနေနဲ့ကျွန်တော်ကိုရှိတာမှဆက်လက်ဖျားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားချင်းခမ်းသာပေးကြပါအောင်ခင်ဗျာခင်မမဒီတကယ်တမ်းစိတ်မချမ်းမြေ့ပွဲဖြစ်နေတော့ကျွန်တော်စိတ်ကိုတက်တာကြည့်လို့သောသဘောမျိုးလဲထားကြည့်ဟန်တူနေ ကျွန်တော်တို့ဒီနှစ်ယောက်တို့ရေချိုးကန်းအတွင်းတို့ဝင်က အပြင်တို့ထွက်ရန်အတွက်ရေချိုးကြလေသည်ရေချိုးရင်းပင်ခင်မမကတက်မတ်ဆရာကောင်းလာတော့သူ့ကိုယ်လုံးအလှကိုဝင်ကြွားလို့တော့ခလေးငယ်တယောက်ပေါ်မှာထုတ်ဖော်၍ပြချလေသည်ကျွန်တော်တို့လည်းဖြူဝင်းနေသောသူ့နောက်ကျောပြင်ကလေးကိုလည်းချောမွတ်တီတက်ချောမွတ်လာအตาရလေးပုတ်ပေးမိလေသည်ကျွန်တော်တို့ဒီခါတိုင်းတဲ့အကြကြပင်ရေချိုးကြလေသည်ထို့အခါမှလည်းကျွန်တော်ဒီရင်းဆိုင်နေရသောအကြက်တဲများကိုမေးလျော့နေမိလေသည် ရေမိုးချိုးပြီး၍လမ်းထွက်ကြသောအခါတွင်ကျွန်တော်သည်ကျွန်တော်အရှင်၏ကိုယ်သာပြန်၍အမှတ်ရနိုင်မည်၏အိမ်၏စင်ဝင်ပေါက်ဝတွင် ထွက်၍ငေးကြည့်နေသောဒေါ်ကြီး၏မျက်လုံးအဆုံကိုပင်ကျွန်တော်သည်တန်တရားမကင်းဖြစ်မိ၏ဒေါ်ကြီးသည်ကျွန်တော်မိဘများကအမွေဖျက်လိုက်ပြီဆိုသောသတင်းစာနှင့်ပတ်သက်၍ကျွန်တော်အပေါ်တွင် အထင်အမြင်သေးနေပြီလောခင်မမမမို့ကျွန်တော်ထံမှတွင် ခလေးတယောက်လိုအတင်းပူး၍ကပ်ပါလာလေသည်ကားလကိုင်းတစ်ဖက်ဆုံးနှင့်ပင်သူ၏ရင်သားအဆုံမှာတစ်ချက်တစ်ချက်ဝင်တိုက်နေမိလေသည် သူသည်ကျွန်ုပ်မျက်နှာကိုကြည့်ရင်းပေါ်ပါသောအကြောင်းအရာများကိုရွေးချယ်၍ပြောဆိုနေသည်ထိုနေ့ညမှာပင်ခင်မမတနေရရာခရီးထွက်ကြရန်အကြံပေးလေ၏မမတို့နေအောင်ကြိုက်ခင်မိဘကိုတွားလည်ကြရအောင်လားမောင်လမ်းထွက်မိသောအခါပြောစီရပါပြီနှစ်ယောက်ထဲထွက်ခွာလာခြင်းသောကြောင့်အိမ်မှာထပ်ပင်ပို၍လွတ်လပ်မည်ထင်ရလေသည် လေရင်ကွင်းတွင်မမအီမိတ်ဆွေတို့ကခင်မမအီကြိုတင်စီမံထားချက်ဖြင့်လာရောက်ကြိုဆိုနေလေသည်ကျွန်တော်ကမူမော်လမြိုင်လေရင်ကွင်းတို့ရောက်သည့်အချိန်ခါမှစ၍စိတ်ထဲတွင်ကျဉ်တခြင်းမရှိပေမော်လမြိုင်လေရင်ကွင်းတို့ကျွန်တော်တို့အားလာရောက်ကြိုဆိုနေသူမှာကလားတယောက်ဖြစ်နေကြောင်းကိုတွေ့လိုက်ရသည့်အချိန်ခါမှစတင်၍လေကျွန်တော်စိတ်ထဲတွင်မကြေမနပ်ဖြစ်နေမိလေသည် ။သို့တော့ခင်မမကမူကျွန်တော်ဤမျက်နှာရိပ်မျက်နှာငယ်ကိုကြည့်ကာဆက်ချင်းဖြည့်ချင်းချလေသည်။ဤကလားမှာလုပ်ငန်းချင်းဆက်သွယ်မှုချင်းမှာအပသူနှင့်မိသောမှာပတ်သက်ဆက်သွယ်မှုချင်းမရှိပေ။ကျွန်တော်ကလည်းသူ့အဖြစ်ချင်းချက်ကိုစိတ်မပတာပါ နားထောင်ရင်ယုံပါတယ်ဟူ၍သာ ခပ်ပေါ်ပေါ်ပြောလိုက်ရ၏ စိတ်မကူးပဲနဲ့မုံမုံမျက်နာကိုပါပြေး၍မြင်ရောက်လိုက်မိ။မုံမုံပြောပြဖို့သောခင်မမဇလန်းတွင်ခင်မမသည်ကလားတယောက်နှင့်နာမည်ပြက်ခဲ့မှုကြောင့်လည်းအပါဝင်ဖြစ်ပေသည်။ကလားမိတ်ဆွေကကြိုက်ခင်မီတို့တွားရောက်ခြင်းမပြုရန်အကြံပေးလေသည်။မော်လမြိုင်မြို့ပေါ်နေပင်တွားတွာလာလက်ပတ်ရန်လဲမြေတားရက်ခံနေသည်တပုံများအချိန်ဒီမှာအတော်ငြိမ်ကြသွားကခရီးလမ်းများလဲအတော်ကောင်းနေပြီဟုဆိုတော့လဲမော်လမြိုင်နဲ့မူးတုံခရီးလမ်း ဆက်ချက်မှန်အကြံအိုင်မကြာခဏပြန်မွေးဆွဲဓမြတိုက်နေခြင်းဖြစ်သောကြောင့်ကြက်ခမီဘက်သို့တွားရောက်ရန်လဲတင့်လျော်ခြင်းမရှိပါဟုအကြောင်းပြ၍ပြောဆိုလေသည်အကယ်၍မရမနေတွားပါလျင်တန်ပြူစရက်အထိမရက်ထားပြီးထိုးမတဆင်ကြက်ခမီတို့ကားဖြင့်တွားရောက်ရန်အကြံပေးလေသည်မျိုးကန်လိုပေးသောအကြံဖြစ်သောကြောင့်လည်းခင်မမသည်လိုက်နာလိုပေသည်။သို့သောကျွန်တော်ကမူမူလကပင်ကလားကိုအမြင်ကပ်နေသောကြောင့်ကလားပြောသည်များကိုဆန့်ကျင်ရန်စိတ်ပိုင်းဖြတ်လေသည်။ထို့နောက်ဘေးအန္တရာယ်များ များသည်ဟုဆိုသောကားလန်အတိုင်းကြက်ကမီတို့သွားရန်လဲစိတ်ပိုင်းဖြက်လေသည်ခင်မမကမူရှေ့စရာကောင်းသောသူ့မျက်လုံးအစုံကိုစောင့်ငဲ့၍ကျွန်တော်ကိုကြည့်လေသည်ကျွန်တော်ကပြန်မကြည့်ပေကြည့်လိုက်သည်ရှိသောကျွန်တော်စိတ်သည်ပြန်လဲပြောင်းလဲသွားမည်ကိုဆိုရင်ရပါသည်ကျွန်တော်သည်စိတ်ကရက်ကိုသာတွင်တွင်ဖွာ၍နေလေသည်ခင်မမကြောင့်ကလားကားကို ကျွန်တော်တို့ရယူခဲ့ရလေသည် ကလားကိုတိုင်ကမူလိုက်ပါခဲ့ခြင်းမရှိပေမြို့ကန်လူများသည် သူတို့မြို့ရွာအရှင်တွေကိုအများတကာထက်ပို၍တိတက်သောကြောင့်ပို၍လည်းကြောက်နေတတ်ကြလေသည်အထူးသဖြင့်ဟိုဘက်နယ်တွင်အကြောက်ကြဆုံးမှာပြန်ပေးများကိုဖြစ်ပေသည်ဓမြအတိုက်ခံရလျင်ရှိတာကကုန်တတ်သည် သို့သောပြန်ပေးအစွဲခံရလျင်မူတတက်လုံးပိဆက်၍မကုန်နိုင်လောက်အောင်အကျွေးတင်ကျွန်ဖြစ်တတ်သောကြောင့်လည်းသူတို့တာလျင်အတက်တိကြပေသည်တခါတခါတခါတခေါက်နှင့်ခိတခဏမြသာလာရောက်ခြင်းဖြစ်သောကျွန်တော်တို့အတွက်မူအကြောင်းမထူလာပေ နောက်တစ်နေ့နန္ဒ၌ပင်ကျွန်တော်တို့သည်လိုအပ်သောပစ္စည်းများကိုကားပေါ်၌တင်ကကက်ကြက်ကမီဘတ်သို့ခရီးထွက်ခဲ့ကြလေသည် ကံအားလျော်သွားလဲကြက်ကမီရောက်သည့်အတိုင်းအားအဖဲသူသောအန်ရီယံမျိုးနှင့်ရင်ဆိုင်တွေ့ဆုံခြင်းမရှိပါဘူး။ကြက်ကမီတွင်နန်းနက်စာစားတော့ကြလေသည်။ညနေဆောင်တော့ကျွန်တော်တို့သည်ရှစ်စရာကောင်းသောကြက်ကမီပင်လယ်ကမ်းခြေသဲတောင်မြင်တစ်ချက်တစ်လျှောက်တွင်အေးဆေးစွာလမ်းလျှောက်ကြလေသည်။မြို့ကအမျိုးသမီးချင်းငယ်တို့သည်ဖျားစရံများကိုရေအိုးကိုသည်ရွက်၍ရေလူရန်ရောက်လာကြလေသည်။ကြက်ကမီရေလေဖျားဆိုသည်မှလည်းအင်မတန်ထင်ရှားကြော်ကြသောဖျားတစ်စုဖြစ်လေသည်။ကျွန်တော်တို့သည် ရောက်သည့်နေ့ကပင် ထိုဖျားကိုပို့မြော်ကြလေသည်။ သို့သောနှစ်ဦးအတူမခွဲမခွာရက်လောက်အောင်ဖြစ်နေသောအခါမျိုးတွင် ကျွန်တော်တို့သည်နှစ်ယောက်အတူတည်း၏ဖျားဖူးမြော်ခွင့်ကိုကမရပေရုတ်တရက်သောမကောင်းသောအတိတ်နမိတ်ဟု၍ထင်မြင်ယူဆလိုက်သောကြောင့်နှစ်ယောက်စလုံးမဖူးကြပါစုနှင့်ဟု၍ပင်ခင်မမကလှမ်းပြောလိုက်မိမခွဲမခွာနေဖို့ကိုစုမမတောင်းရသေးဘူးခုလိုခွဲခွာပြီးဖျားဖူးရမယ်ဆိုတော့ဘယ်ကောင်းပါမလဲခင်မမကရဲ့ဤအတိတ်ပဲမရှိတာတွေကိုတွေးမိနေစမ်းပါနဲ့ကွယ်ဟူ၍လဲသူကပေါ့ပေါ့ဆာဆာပြောလေဤ ခင်မမမမို့ယခုကဲ့သို့နှစ်ယောက်ချင်းခရီးထွက်ရခြင်းအတွက်ပင်လည်းအတော်ကျဉ်တဲ့နေဟန်တူပါသည်ခင်မမသည်နှစ်လကြာချေစွာအိမ်တွင်အောင်းနေခဲ့သောမိန်းမတယောက်လည်းဖြစ်သည်ကျွန်တော်တို့သည်တဲတောင်မြေ၌ထောင်ကတဟူဟူတိုက်ခတ်နေသောပင်လယ်လေးကိုမျက်နှာချင်းဆိုင်၍မိနေကြလေသည်တဲမှာရှောက်နေတော်လဲမပူလားအနီးနားတွင်အရွယ်စားအမျိုးမျိုးသောကြောက်စရိတ်ကလေးအနှဲငယ်သေးရှိပါသည်ခင်မမသည်တဏှာတဝိုက်တွင်ကျွမ်းကျင်သူဖြစ်ပေသည် ်ပထမမမတော့ဒီနေရာလာရတာကိုတိတ်ပြီးကျင့်တတ်တယ်ဒီနေရာကိုပြန်ရောက်တော့လေတခုခုကို အမြဲတမ်းတတိယနေတယ်ကျွန်တော်မှမူဘောင်းမွေအိတ်တွင်မှစိကရဘူးကိုစိကရဘူးနဲ့မိကျစ်ကိုထုတ်ယူကာစိကရတလေးကိုမိညှိဖွာလိုက်ရလေသည်အရင်ယောက်ျားနဲ့ဒီနေရာကိုလာဘူးလို့လားခင်မမကကျွန်တော်ဘက်သို့ဆောင်းခဲ့၍ပြုံးပြန်သည်မမမလင်ဟောင်းနှင့်ပတ်သက်လို့ဆွဲလန်းကြရမရှိပါဘူးကွယ်မမဟာယောက်ျားတစ်ယောက်ကိုအိမ်မက်မက်တလောက်သာပေါင်းလိုက်ရတာပါ ကျွန်တော်ကိုရောအိမ်မက်မက်တို့သဘောထားနေတာပဲလားမမခင်မမဒီပြုံးမြဲပြုံးဤတိုးတော်ရောချက်စရာကောင်းသောမျက်ဆောင်ကလေးတစ်ချက်ကိုပါရောချဲ့၍ဖော်ပြလိုက်တော့ကြောင်းကျွန်တော်စိတ်ဒီပင်ရားကြည့်ကြည့်ဖြစ်၍လာပြန်သည်အသက်အရွယ်ကြီးရင်ပါပါလျက်နဲ့ကလေးတယောက်လို80ဖွဲ့ဖြစ်နေတော့ခင်မမကျွန်တော်အတက်ဘူး ခင်မမပါတကားကျွန်တော်ဒီအနီးနားပတ်ဝန်းကျင်တို့ပင်လက်ပတ်၍ကြည့်ရှုလိုက်မိဤစင်ပုံးဘမမိမများအပါဝင်လူသက်သက်ရောက်ရလာကြသည်ကိုလည်းလှမ်း၍တွေ့နေရသည်သို့တော်မနေနိုင်လို့၍ခင်မမအနာသို့ဒုက္ခ၍ထိုင်လိုက်ရလေသည်ထို့နောက်နုနယ်ပျော်ပြောင်းသောသူ့ရဲ့လက်ဖွားလေးတစ်ဖက်ကိုဖန်ဆွဲပြီးစုပ်ကိုင်ဖြင်းညှိလိုက်လေသည်ကျွန်တော်ကတော့အိမ်မက်မက်တလို့မယူဆပါနဲ့တော့ကလေးတယောက်လိုလည်းသဘောမထားပါနဲ့ကလေးတယောက်အနေနဲ့ကစားနေတယ်လို့လည်းမထင်နဲ့လေကျွန်တော်ဟာကြားဖြစ်နေပြီ ကျွန်တော်ဟာအင်မတန်ယာရင်နေပြီနှစ်ဦးချင်းသာအိမ်ခန်းအတွင်းဝယ်လွတ်လပ်စွာရှိကြလျင်ခင်မမသည်ကျွန်တော်မျက်နာကိုသူ့ရဲ့ရင်ခွင်ထဲသို့ဆွဲသွင်းကာကျွန်တော်ကောင်းကိုသူ့ပါးကလေးတစ်ဖက်ဖြင့်ပုတ်တက်နေလိမ့်မည်ဟုခံစားမိ၏ကျွန်တော်ကသူ့အပေါ်၌တန်လျာဖြစ်မိကြောင်းကိုဤကဲ့သို့ထုတ်ဖော်ပြောဆိုတိုင်းလည်းသူသည်ဤနည်းဖြင့်ကျွန်တော်စိတ်ကိုပြန်လဲနူးညံ့ပျော်ပြားလောင်အောင်ကြံဆောင်တတ်လေ၏တကယ်လည်းတတ်နိုင်သည့်ခင်မမဖြစ်ပေသည် တကယ်ဆိုတော့သူကန်းသူတော်မိမတယောက်နဲ့ဖတ်ပြိုင်စရာပရိယေဟူရေလဲကျွန်တော်တွင်အနှဲငယ်များမရှိနိုင်ပေ။အင်မတန်မြန်ဆန်သောဘဝ၏အပြောင်းလဲချက်ဖြစ်ပေသည်။တက်မတ်ဖြောင်းစင်းစွာတွား၍နေသောဘဝ၏လမ်းကြောင်းမှလမ်းစုံလမ်းကွာတစ်ခုသို့ရောက်သောအခါကျွန်တော်သည်ပင်ဆက်စော်၍လမ်းတစ်ဖက်သို့လိုက်ခဲ့မိ၏ထိုအခါမှစ၍ကျွန်တော်စိတ်မှာယခင်လိုပေါ်ပါလွတ်လပ်မှုမရှိတော့ပဲကြီးစွာသောဒုက္ခဆင်းရဲတို့ဖြင့်ရင်ဆိုင်ခဲ့ရလေသည်မုံမုံနဲ့သာဆိုလျင်အိမ်ကလည်းသဘောတူ၏ဖြစ်သည်အသက်အရွယ်တူခြင်းဖြစ် ဖြစ်ခြင်းကြောင့်မူမူဤစိတ်နေသဘောထားကိုလည်းအကဲခန့်နိုင်ခွင့်ရရှိပြီးကလေးကဖေဖေနဲ့မေမေတို့ကသဘောတူဝေးဖြစ်ပါသည်တိုးစဉ်လျက်နှင့်မမျောလင်းသောအချိန်ကမျိုးတွင်ခေမမကိုလာရောက်တွေ့ဆုံရ၏ထို့နောက်တွင်လည်းတူတောင်းသောအချိန်တော်တွင်၌ပင်ကျွန်တော်သည်ခေမမ၏ရင်အုံတွင်းဝယ်ကျွန်တော်မျက်နှာပြင်တစ်ခုလုံးကိုမြုပ်နှံထားခဲ့မိလေသည် အမှန်ပါမို့ဤဒီမှာကျွန်တော်ပြောကနေကျွန်တော်တာဝန်တက်တက်တာဖြစ်ပေသည်နောက်ဆုံးအချိန်အထိပင်ခင်မမလေးကျွန်တော်အားရယူလို့သောသဘောဆန္ဒမျိုးဖြင့်ပြည့်စွဲခြင်းပြုခဲ့သည်မဟုတ်ပါဘီသူတို့မှတယောက်နဲ့ပတ်သက်ဆက်နွယ်နေသောကျွန်တော်လူလူတစ်ယောက်ကိုလည်းလူယူရန်သူ့စိတ်တွင်စိတ်ကူးရှိမိလည်းမဟုတ်ပါဘီကျွန်တော်ကဇောအတဲဖွင့်ဟ၍ပြောသောအခါ၌ပင်ခင်မမသည်ကြောင်တောင်တောင်နှင့်အပြေမပေးနိုင်လောက်အောင်ဖြစ်၍နေကြသည်ကျွန်တော်ကငယ်ရွယ်သောယောက်ျားစိတ်နှင့်ကျွန်တော်အလိုကိုဖျက်မြောက်အောင်ကြံဆောင်သောအခါ၌လည်း တင်းတင်းလျောက်ပတ်ခြင်းမရှိကြောင်းကိုအမျိုးမျိုးသောအကြောင်းမျိုးဖြင့်တိုးချိုးတောင်းပန်သည်။သို့တော်ထိုခဏသာသူ့ကိုမရလျင်ကျွန်တော်သည် ရာဇဝဲပြစ်မှုတစ်ခုခုကိုပင်ကျိုးလွန်မိမည်လို့မပြောတတ်ပေ။ကျွန်တော်သည်မှုံယိုသောစင်ရိုင်းတစ်ယောက်လိုသာပြုမူခဲ့မိလေသည်။သို့တော်ဤသည့်အတွက်ယနေ့အထိဝမ်းနည်းမိခြင်းလည်းမရှိ။ခင်မမနှင့်ပတ်သက်မိခဲ့သောကြောင့်မုံမှုအားလက်လွတ်ဆုံးဆုံးရခြင်းကိုတော်လည်းကောင်းမိဘဖြစ်သူများ၏အမွေဖြတ်ခြင်းကိုခံယူခဲ့ခြင်းအတွက်တော်လည်းကောင်း ကျွန်တော်ဒီဝမ်းနဲ့မိချင်းမရှိယခုကဲ့သို့ဇိုအတင်းအတင်းအာရမလှုပ်ဆောင်ခဲ့သောကြောင့်သာကျွန်တော်ဒီခင်မမကိုပိုင်ပိုင်နိုင်နိုင်ထွေးပိုင်နိုင်ခဲ့ခြင်းဖြစ်၏အမှန်တကယ်လဲခင်မမလိုအများမြောင်သော အတွေ့အကြုံနှင့်လင်တယောက်ကိုကျင့်တဲ့လောက်အောင်ပြုစုယူရနိုင်သောမိမပါရှားပါသည်ဟုပြောဆိုနိုင်လောက်ပေသည်မုံမွေနဲ့တော်လည်းကောင်းအရှားတစုံတယောက်တော့သူနှင့်တော်လည်းကောင်းနေတိုင်း၍လည်းဤမြလောက်စိတ်တန်းကြစီရာဘလို့မှပေါ်ပေါက်လာနိုင်မည်မဟုတ်ပေကျွန်တော်သာအရာခတ်သိန်းကိုတွေးတော့ပူပန်တော့လူငယ်တယောက်မဟုတ်ပါလျင်လေ ခေမမနဲ့နေထိုင်ရခြင်းလောက်လောကီနိဗ္ဗာန်နဲ့နီးစပ်နိုင်သောနေရာဌာနလည်းအခြားရှိနိုင်လိမ့်မည်မဟုတ်ယခုမူကျွန်တော်ကိုယ်တိုင်က တမျိုးတမျိုးဖြစ်ရနေ၏ယခုအခါများကယခင်အခါများကလွတ်လပ်ပေါ်ပါစွာတောင်းဝမဲ့နေထိုင်ခဲ့သလောက်ယခုအခါအရာခတိုင်းကိုတွေး၍တွေး၍ကြောက်နေ၏ရှည်ရည်အတွက်ပင်ပူပင်တတ်လေသည်ထိုအထဲတွင်မနာလိုဟိုတော်စိတ်မှာအဆိုးဆုံးဖြစ်၏ခင်မမနှင့်ပတ်သက်၍မျက်မှောက်ပြုနေရသောအချိန်အခါမျိုးကိုမဆိုထားပြီး ကိုနှစ်မဆိုင်ခွင့်မပိုင်သောဟိုအရင်အတိတ်ဘဝကိုပင်လှမ်းမြော်ကမနာလိုငိုတိုစိမ်းများဖြစ်ပေါ်နေတတ်လေသည်ထို့အထက်တွင်အမျိုးမျိုးသောတန်တရာများသည်လည်းရောနှောမှွေနှောက်၍နေတတ်သည်မိမိစိတ်သဘောဆန္ဒအလျောက်မိမိအကြိုက်ကိုလိုက်၍ရွေးချယ်ယူငင်လာခြင်းဖြစ်ပါလျက်နှင့်လည်းခင်မမပြန်လည်ဆုပ်ပြစ်မည်ကိုလည်းစိုးရင်နိုင်နေသည်လောကမှာဒီလောက်တော့မိမတွေပေါများပါလျက်နဲ့ကျွန်တော်ဟာဘာဖြစ်လို့မမတယောက်ကိုမှရွေးပြီးရှင်းမိခဲ့တာလဲမမရဲ့ ခင်မမသည်တဖက်သို့မေးမောရနေကြ၏ခဆိုးသောကကျွန်တော်ပြောသမျှကိုနားထောင်ရင်းပြုံးရခဲ့တော်လေယခုခါ၌မူကျွန်တော်ပြောသည်ကိုပင်မကြားရောင်ရောင်မေးမော၍နေကြလေသည်သူကလည်းလောကတွင်ဤများလောက်ယောက်ျားများရှိသည့်အနေဘာအကြောင်းကြောင့်ကျွန်တော်လိုယောက်ျားတယောက်နှင့်မှလာရောက်၍အကြောင်းဖက်ကပေါင်းဖက်ရကြောင်းကိုယ်လေစဉ်းစားနေဟန်တူလေသည်လိုင်းလုံးကြီးများလဲ၍တက်လာသောအတန်ဒီပုံမို့၍မြင်ဟိ၍ထင်ရှားလာလေသည် လိုင်းလုံးကြီးများနှင့်အတူရော၍လိမ့်တက်လာသောရေလုံးများသည်ကျွန်တော်တို့ဘက်သို့ပို၍နှီးကပ်လာလေသည်ရေတချိန်ဖြစ်သောကြောင့်မကြမီရေသည်ကျွန်တော်တို့နေထိုင်ရာသို့ရောက်ရှိသည့်တိုင်အောင်တက်လာလိမ့်မည်ဟုခန့်မှန်းရပေသည်။စင်ပုံးဘက်မှ၆ရက်လာကြသောလူတစုသည်လည်းရေစံအနီးမှတောင်လေသို့ရွှေ့ကာ၆ရက်လာကြလေသည်။သူတို့အားခက်စောစောကတဲခွဲသာမြင်ရပေသည်။ဒီမှာဘလောက်ကြကြနေမလဲမမ။ဒီမှာကြကြနေဖို့အစီအစဉ်ရှိသလားယင်။ ။အိုးမောင်ပျော်သလောက်နေပေါ့ကွယ်။အခုထွက်လာတာဟာလေမောင်အတွက်ပဲထွက်လာခဲ့တာမဟုတ်လား။မောင်စိတ်ညစ်တယ်ဆိုလို့မောင်စိတ်လက်ပေါ်ပါသွားအောင်ဆိုပြီးထွက်လာခဲ့တာမဟုတ်လား။ဒီတော့မောင်ပျော်သလောက်နေပေါ့။မောင်စိတ်ချမ်းသာမယ်ထင်သလောက်နေပေါ့။ကျွန်တော်ကသူ့မျက်နှာကလေးကိုငေးမောနေမိ။ယခုထက်တိုင်အောင်မလို့ဖဲကင်ထားမိခဲ့တော့သူ့ရဲ့လက်ဘဝကလေးကိုလည်းပုတ်တက်နေမိရာပြန်လည်၍လွတ်လိုက်ရ၏။စင်ပုံးဘက်မှ၆ရက်လာကြသောလူတစုမှလည်းလူလုံးကွဲလာပြီဖြစ်လေသည်။ ကျွန်တော်ကျွန်တော်တယောက်တည်းပြောဖို့လားမမရေဟိုတုန်းကတော့နှစ်ယောက်တူပြောဖို့ပြောကြဖို့ဆိုโอ้ဒါပေမဲ့မောင်အတွက်ဒါအသင်ဆန်ဖြစ်နေတာကိုမမအတွက်တော့ဘယ်မှာပဲနေရနေရထူးတယ်တော့မှမဟုတ်ပဲမမမမပြောတာကျွန်တော်နားမလဲဘူးမာနာကိုပြောမယ်မောင်မောင်ဟာမမအကြောင်းကိုအခုတလောမတွေးရင်လဲတော်တော်ကြာတွေးလာတော့မှာပဲမမဟာနာမည်ပြည့်ရှိခဲ့တဲ့မိန်းမတယောက်ပါကွယ် ဟိုလူဒီလူနဲ့ပြောဆိုဆွဆွဲချင်းအမြဲခံနေရတဲ့မိမတယောက်ပါ။ဘာကိုပဲလှုပ်လို့အပြောအဆိုအဆွအဆွဲမလွတ်နိုင်အောင်ဖြစ်ပြခဲ့တဲ့မိမတယောက်ပါ။ဒါကြောင့်မို့လို့လေမမဟာအိမ်ထဲကနေအိမ်ပြေကိုမထွက်ဘူး။ဘသူနဲ့မှလည်းအတွေ့မခံဘူး။မမဟာအိမ်တွင်ပုံကလားမတယောက်လိုအိမ်ထဲမှာပဲပေါင်းပုံအောင်နေခဲ့တယ်။တက်နိုင်တယ်များအပြန်အပြင်လမ်းကိုလည်းခြောင်ခဲ့တယ်။ဒီလိုနဲ့ပဲမမဟာကိုတီးကိုနန်းတို့ဖြစ်နေတဲ့ကိုအိုးကိုအိမ်အတွင်းမှာနေတတ်ထိုင်တတ်လာခဲ့တယ်။ ဖြစ်တယ်လို့လည်းပြောတတ်လာခဲ့တယ်ဘလို့ပဲနေရနေရစိတ်ချမ်းသာလာတယ်မမအဖို့တော့ဒီလိုနေရမှာမဟုတ်ပါဘူးမဟိုမှာနေရင်လည်းပြောတာပါပဲအိမ်ထဲမှာကုတ်နေရင်လည်းပြောနေတာပါပဲ ကျွန်တော်ဒီဘာမှပြန်၍မပြောမီစင်မုံဘက်မှ၆ရက်လာကြသောလူစုသည်ကျွန်တော်တို့ရှိကိုဖျက်၍လျှောက်သွားကြ၏ကျွန်တော်တို့နှစ်ယောက်ကိုလည်းစောင်းစောင်းဆောင်းဆောင်းလုပ်၍ကြည့်သွားကြ၏ကျွန်တော်တို့ကိုလူစိမ့်သူစိမ့်တွေမှတိကျဟန်တို့ပါသည်ခင်မမပြောသည်မှလည်းဟုတ်မီသူ့အဖို့ကိုနာမည်ပြန်လွန်လာသောမိမတယောက်ဖြစ်သောကြောင့်ဘာကိုမှအထင်အင်ပေါ်ပေါ်လောက်ကင်လို့စိတ်မရှိနိုင်တော့အောင်ဖြစ်ခဲ့ရသည်ဒါကြောင့်လည်းအိမ်တွင်ပုံခဲ့ရသည်ထို့သောအိမ်တွင် အောင်းနေရနိုင်လျက်ပင်ကျွန်တော်နှင့်တွေ့ဆုံရသည်၏ ခင်မမကြီးကညမလည်းအံဝဲစရာပင်ဖြစ်ပေ၏သို့တော်ကျွန်တော်မှာဘူးသူလိုနေထိုင်နိုင်သူတဦးမဟုတ်သူထီးသူနန်း၌ရွှေဘုံဘော်တွင်ဆံရဆံရကျွန်တော်သည်ဘလို့မှပြောပိုင်နိုင်မည်မဟုတ်ကျွန်တော်သည်အရှုပ်အခြေကင်းမဲ့သောမိုးကောင်းကင်အောက်ဝဲလွတ်လပ်ပေါ်ပါစွာတွာလာနေထိုင်ခဲ့သူဖြစ်ပါ၏ထို့သို့သာလည်းနေထိုင်နိုင်၏တို့ကြောင့်လဲမကြုံဘူးသောအဖြစ်ပြန်များနှင့်တွေ့ကြုံရင်ဆိုင်ရ၍အားငယ်စိတ်ဝင်လာသောအခါကျွန်တော်သည် သူထီးသူနန်းအပေါ်အရှုပ်အနောင်တွင်၌မနေနိုင်မထိုင်နိုင်တော့အောင်ဖြစ်၍လာခဲ့ရ၏ ဒါကြောင့်လဲအေဂျက်ကမီပင်လယ်ကမ်းခြေသို့ရောက်လာကြရလေသည်ဂျက်ကမီရောက်တွင်စိတ်လက်ပေါ်ပါးကပျော်ရလိမ့်မည်ထင်ခဲ့လေသည်သို့တော့အပြင်ပန်းအပြင်သာပျော်ခဲ့ရခြင်းဖြစ်၍စိတ်အတွင်း၌ကိုခက်စိုးစိုးကတင်းငက်လျက်ရှိသောတန်တရာများသည့်ပင်ကြီးမား၍လာသောအဖြစ်မျိုးသို့ရောက်ရှိ၍လာကြကုန်၏မော်လမြန်ရောက်တွင်ကလားတယောက်လာ၍ကြိုးစိုးကလေးကခင်မမအပေါ်၌မကြင်မနက်ဖြစ်မိသောကျွန်တော်၏စိတ်ဓာတ်ကိုလည်းဘလို့မှပြုတ်ပြင်း၍မရနိုင်ခဲ့ပေ။ ယခုလည်းစိုးရင်စိန်များတန်တရားစိန်များသည်ကျွန်တော်ရင်တွင်ဝယ်ခိုးအောင်ကြီးထွားလျက်ရှိနေ၏တခါတခါ၌မူခင်မမ၏အေးဆေးတည်ငြိမ်သောအမူအရာများကိုကြည့်၍ကျွန်တော်သည်ခင်မမအားအတင်းအာရမကြံစီ၍ယူခဲ့ခြင်းမှာဟုတ်ပါလေစားဟုပြန်လည်တန်တရားဖြစ်မိ၏ခင်မမသည်အချိန်တိုင်းအချိန်တိုင်းတွင်ကျွန်တော်ကိုခလေးတယောက်လိုသာဆက်ဆံတတ်၏ လေးနဲ့ချင်းမရှိလာတော့အမူအရာမျိုးဖြင့်လည်းပြောဆိုဆက်ဆံတတ်၏ဓာရီကိုထောက်ထား၍ခင်မမသည်ကျွန်တော်ကိုမှတက်တက်မမတ်ရှိပါလေရဲ့လားဟုတန်တရားဖြစ်မိ၏ခင်မမသည်ကျွန်တော်အားခလေးတယောက်လိုသဘောထားနေပြီတော့သူကမို့ရောက်ရနေရတွင်ပျော်နေ၏ရန်ကုန်ကသူသည်သူနန်းကိုဆွန့်ပစ်ခဲ့ရသည့်တိုင်အောင်လဲရောက်လျာရက်တွင်ဖြစ်သလိုပျော်ပါနေ၏သူတွင် အပူအပင်ဘာမှမရှိကျွန်တော်အားလက်လော်မှာကိုပင် ပူပန်ခြင်းမရှိဤသို့ပင်လည်းကျွန်တော်ထင်မိလေသည် မမကိုကျွန်တော်တခုမေးမယ်မှန်မှန်ပြောမလားခင်မမကပြုံးပြန်၏တခုတည်းတော့မမင်းနဲ့ကွယ်မင်းရင်၃၄ခုလောက်မေးအားလုံးကိုအမှန်ပြောပါမယ်တကယ်ပြောနေလားလားမမမမကိုကျွန်တော်ချစ်သလားကျွန်တော်ကိုရောမမချစ်သလားဟင်ခင်မမဒီအတန်းကြာအောင်ငင်းငံ၍သွားကြ၏ခဆောဆောကကျွန်တော်ကိုတွေ့မြင်နေရသောကြောက်တုံးတုံးကိုလည်းရေကဖုံးသွား၏အခုတလောဤကဲ့သို့သောမိโกမျိုးကိုသာကျွန်တော်သည်စကားအမျိုးမျိုးဖြင့်ပြောင်းလဲ၍မေးမြန်းနေ၏ ကျွန်တော်ဒီမူမှန်သောစိတ်ထားဖြင့်မေးမြန်းခြင်းမဟုတ်ကြောင်းကို ကျွန်တော်ကိုယ်တိုင်က သိရှိထားသလိုပင်ခင်မမကလည်းသိရှိနေပြီ။ခါတိုင်းခါတိုင်းနေမူခင်မမသည်ကျွန်တော်အပားကိုလှမ်း၍ပုတ်တက်ခါကျွန်တော်နှပူးပြင်ကိုလည်းအตาရနန်းချုပ်တက်လေသည်။ပြီးမှရှေ့ရလာဟူသောမေကွန်းအတွေ့အဖြစ်စကားကိုပြုံပြုံကလေးပေးတတ်ပေသည်။ကဲလူတွေတောင်တော်တော်ပြတ်သွားပြီ။တွားကြတော့သို့ခင်မမသည်ထိုင်ရမထကသူ့ထမိန်နောက်ဘက်တွင်ကပ်၍နေသောတဲမုံစာကလေးများကိုတစ်ဖက်တစ်ချက်စီ ခါးကိုဆောင်းရင်လက်ဖဝါးနှစ်ဖက်ဖြင့်ရိုက်ခါ၍နေလေသည်သူပြန်တော့မည်ဆိုလျင်ကျွန်တော်ကလည်းကန့်ကွက်စရာမရှိပေ။သို့တော့ထိုကဏမှာမူကျွန်တော်သည်သူခေါ်ရသို့မလိုက်ရှင်လောက်အောင်ဖြစ်၍နေမိ။သူနှင့်တလန်းစီခွဲ၍တွားလို့စိတ်လေဖြစ်၍နေမိသည်။ပင်လေရင်အောက်သို့ငုံချိုး၍တွားတော့မည်ဆဲဆဲဖြစ်နေသောနေလုံးကြီးသည်ပင်ကျွန်တော်၏မျက်လုံးအစုံအဝဲရဲရဲနေနေသောအစင်းရောင်သို့ပြောင်းလဲ၍လာ၏။ ကျွန်တော်ဒီအစင်သိဖြစ်နေတော့ခင်မမကိုပင် မော်မကြည့်တော့ပဲတစားနဲ့တစားလင်းမြန်စွာရေအောက်တို့ငုံရှိုးရဝင်ရောက်သွားနေတော့နေလုံးကြီးကိုသာငေးမော၍နေမိလေသည်ကျွန်တော်ဒီခင်မမကိုမုန်းလေပြီလို့ခင်မမ၏ပြင်းထန်သောညှို့ချက်များကြောင့်ကျွန်တော်ဒီယခုကဲ့သို့သောဒုက္ခနှုံတွင်သို့တက်ဆင်ကြရောက်ခဲ့ခြင်းဖြစ်တယ်လို့ကျွန်တော်ဒီဤဒီကိုစဉ်းစားနေမိလေသည်တိုးတော်ရုပ်ချင်းပင်အဖြစ်ကိုရရှိသွားလေသည် ကျွန်တော်ဒီခင်မမကိုမမုန်းဝီ ခင်မမအီပြင်းထန်သောအားနည်းချက်များကြောင့်ကျွန်တော်သည်ဤအရှင်နေသို့ရောက်ရှိရခြင်းမှန်တော်လေ။ဤဒီကိုကျွန်တော်သည်ဒုက္ခနှုံတွင်ဟူ၍မခေါ်ဆိုနိုင်ပေ။အိမ်ဤအပြုတ်မူကျွန်တော်မိဘများ၏အပြုတ်မူကိုဆိုလိုခြင်းသာဖြစ်သည်နှင့် ပတ်သက်၍ကျွန်တော်သည်ကြီးစွာဆင်းရဲကြရ၏အိမ်ကငွေကြေးထောက်ပံ့ခြင်းမပြုသောကြောင့်လည်းကျွန်တော်၏စိတ်မှာကြီးစွာကြက်တဲကြရ၏သို့တော်တကယ်တမ်းလက်တွေ့၌မူကျွန်တော်တွင်ဘာတစ်ခုမှစိတ်ဆင်းရဲစရာအကြောင်းမရှိကျွန်တော်သည်ခင်မမကိုကျွန်တော်စိတ်ကျွန်တော်သဘောအတိုင်းသာရယူခဲ့ခြင်းဖြစ်၏ခင်မမကိုရယူခဲ့ခြင်းအတွက်လည်းကျွန်တော်သည်ဂုံတက်နေမိ၏ခင်မမကြောင့်ကျွန်တော်သည်ဒုက္ခနှုံတွင်သို့တက်ဆင်းခဲ့ရခြင်းမဟုတ်ကျွန်တော်သည်ခင်မမကြောင့်နန်းနန်းဗိမ္မာန် တခုပေါ်သို့တက်ရောက်ခဲ့ရခြင်းဖြစ်ပေသည်ထို့ပြင်လျင်လည်းအင်ကအပြုတ်မှုနှင့်ပတ်သက်၍လည်းကျွန်တော်သည်ဘာအကြောင်းကြောင့်စိတ်ဆင်းရဲခြင်းဖြစ်ရပါအန်ဒီအင်ကပေးကမ်းထောက်ပံ့နေသောငွေကြေးများထက်ပုံမှုများပြသောငွေကြေးကိုခင်မမထာမအချိန်မရရနိုင်ကြောင်းမသိရှိပေလောသို့မဟုတ်မိမတယောက်၏ကိုပိုင်ပစ္စည်းကိုလက်ခံသုံးစွဲခြင်းမပြုလို့ရေလောခင်မမသည်ကျွန်တော်မယားကျွန်တော်ချစ်တော်မယား ကျွန်တော်ကိုယ်တိုင်ကယာသဗံရိုးမြေကြပေါင်းသိနေထိုင်ပါတော့မည်ဟုအပီးအပိုင်ဆုံးဖြတ်ထားသောမယားတယောက်ဖြစ်နေသည်၍ကျွန်တော်ဒီလည်းကျွန်တော်ဒီ၎င်းသူကတော့၎င်းသူ့ပြည်စီကိုယ့်ပြည်စီခွဲခြားနေစရာအကြောင်းရှိလိမ့်မည်လည်းမဟုတ် ထို့ကြောင့်လည်းကျွန်တော်ဤစိတ်တော်ကဆင်းရဲခြင်းနှင့်အမျိုးမျိုးသောယုံမားတန်တရားဖြစ်မိခြင်းတို့မှာအတိတ်ပဲကိမဲ့လျက်ရှိသည်ဟုယုံချင်းမင်သိလိုက်မိလေသည် အမှန်မို့ကျွန်တော်သည်ယခုကဲ့သို့မင်္ဂလာဥက္ခာကြုံကြိုက်ခဲ့သော ခရီးထွက်ခြင်းမျိုးတွင်ကျွန်တော်သည်မဆုံးနိုင်သောရေမောပျော်ခြင်းများအပြင်အချိန်ကုန်ကုံဆုံးစေအပ်ကြောင်းကောင်းကောင်းကြီးသဘောပေါက်ရမည်ဖြစ်ပေသည်တန်းနိုင်တဲ့လောက်လဲအားနယ်သောမိမသားဖြစ်၍နေချသောခင်မမ၏ဆက်ရလိုကိုလိုက်ကသူ့အကြိုက်များကိုဖန်တီးပေးရမည်ဖြစ်ပေသည် ဟေ့ကလေးပြန်ကြဆိုဆိုကမှဘာများဒီလောက်တော့အတွေးတွေကြီးနေရတာလေထိုအခါကျမှကျွန်တော်ကပြုံးလိုက်ရသည်ဤသို့သော အာပါဒိယရှိသောအပြုံးမျိုးသည်လည်းခင်မမသည်အတော်ပင်ဆွဲလန်းနှစ်သက်ဟန်လည်းတူနေသည်ကျွန်တော်ဤအပြုံးကိုမြင်လိုက်သောအခါခင်မမသည်ကမကနံကျွန်တော်အပားတွင်ဒူးထောက်၍ပြန်ထိုင်ကပန်ဝန်းကျင်ပန်ဝန်းကျင်ပေါ်မှတတိမထားမိတော့ပဲကျွန်တော်ရဲ့ပားပြင်တစ်ခုကိုသူ့ရဲ့ပားပြင်နုနုကလေးဖြင့်ခကြမ်းကြမ်းကလေးပုတ်တက်၍ပေးပြန်သည် ဒီလိုမှပေါ့မောင်ဒီလိုပြောပြောပွားပွားနေမှပေါ့ဒီလိုသာမောင်ပြောနေမှဆိုရင်လေအင်ကိုတော့မပြန်ရင်နေမစီမောင်ရဲ့တတလုံးဒီမှာပဲနေလိုက်ရရင်တော့နေလိုက်ဆန်းပေးရစီကျွန်တော်တို့ဒီအတော်ကလေးမောင်နေကမှတဲခုတော့အိမ်တို့ပြန်လဲ၍ရောက်ရှိကြလေသည်ထို့နောက်ရေမိုးရှိုးကထမင်းစားကြလေသည် အတော်ပင်မြိန်တော်ထမင်းပွဲလည်းဖြစ်၏တီဟိုစိအစိမ့်နဲ့ပဇွန်ကိုကြော်၏ရေပွဲဟင်းရှက်၏ဒန်းလုံးသည်နဲ့ငချောက်ချင်းရေရှက်လေသည် ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းနှစ်အစီအစဉ်နေဆက်မှုကိုအီမာနင်ခက်တာခဏရန်နာခွင့်ပြုပါခင်ဗျာဒီနေ့မှာအချိန်မေးပြီးဝင်ရောက်နားဆင်အားပေးကြတဲ့သူကျွန်တော်တို့ရဲ့ညီကောင်မတို့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုယ်စိတ်နှပါရှင်လန်းချမ်းမြေကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ